အားလုံးမင်္ဂလာပါ UK Matchday ရဲ့ Facebook နဲ့ YouTube Channel ကနေချိုးဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါဆိ so, ုတော့ကျွန်တော်တို့ဒီအပိုင်းမှာပဲ transfer အပြောင်းရွှေ့ရဲ့ dandy တွေဇက်တိုက်ဇက်တိုက်ဖြစ်နေတဲ့အချိန်မှာအခုလောလောဆယ်မှာဒါကျွန်တော်တို့ဒီအပိုင်းတွေမှာပဲနောက်ထပ်ထိတ်တန်းအပြောင်းရွှေ့တွေထပ်ပြီးကျင်းညတယ်ဆိုတော့ကျွန်တော်အခု major signing တွေဒီအပိုင်းမှာမတွေ့ရဘူးကျွန်တော်တို့တန်း80 90 80 60ပြောင်းရွှေ့ခြင်းမဖြစ်ပေနဲ့25တန်းတန်း30တန်း40 မက်ဆီမန်190ပဝင်ချင်းပြောင်းရွှေ့တယ်သူပြင် Premier League အောက်အသင်းပြောင်းရွှေ့လေးတွေတဒန်တူတာတွေနောက်တစ်ခုကဥရောပအပြောင်းရွှေ့လေးတွေခက်စိတ်စိတ်ဖြစ်လာတယ်ဆိုတော့အခုဒန်ဒီဆိုဖာတွေကနေအခုမိုနာကိုကဖိုးဖိုးပါကိုတရားဝင်ကြေညာပြီလို့ချာစီတော်ကင်လိုက်ပါပြီ2029ခုထိဖိုးဖိုးပါကမိုနာကိုအသင်းနဲ့စာချုပ်ချုပ်ဆိုလိုက်တာဖြစ်တယ်2024ခုနှစ်မတ်လကမှာပွဲပယ်16လပြစ်ဒဏ် กินลุกขึ้นยาได้พ้อพ้อปากาล้าบาบัวตะจ่อเปลี่ยนซะบีมูนาโกอะติ้งโกตีตันเปี่ยวมาบีนะเนสาจုံเนี่ยชุบสู่เกบี้ดอ2029จุน30ยันนี้ที่มูนาโกกะซามาอภิพ้อปากาชื่อมาဖြစ်တယ်အန်ဆူဖာဒီကိုလည်းဘာဆိုနာကသူတို့အငားနဲ့တရားဝင်ခေါ်သွားပြီးစောပိုင်းတော့ကလာစာကိစ္စအဆင်မပြေပါညာနဲ့နောက်ဆုံးမှာ အမ်ဆိုဖာတီကိုတရားသည့်အကုန်ထိခေါ်ပြီးတော့ယူရို၁၇တန်းနဲ့မိုနာကိုကခေါ်သွားတယ်။ဆိုတော့မိုနာကိုကကစားမ၃ယောက်သူတို့ကဂိုးသမားအစ်တစ်ယောက်လိုချင်တဲ့ဒါဗစ်တဟေယာကိုကာလန်နဲ့ပယ်ချတယ်။ မအန်ဒရီတက်စီကန်ကိုကမ်းလမ်းနဲ့ပယ်ချတယ်သူတို့ကိုသူမတယောက်တော့ဆက်ပြီးလိုက်နေတယ်ဒီနေရာမှာကိုသူမအကြောင်းပြောရင်လည်းကိုသူမတချို့တတ်တန်းတိုးမှုတွေရှိတယ်သူလက်ရှိမှာမန်ယူနိုက်တက်ရဲ့ဝိုင်းရင်ကိုသူမဒွမ်ဟီတန်ပေါ့လေယူနိုက်တက်ရဲ့ဂရက်ဂျူဂိတ်အကယ်ဒမီကိုသူမဆိုပြီး2004ခုနှစ်မှာအကယ်ဒမီကိုသူမဖြစ်တဲ့သူကအခု2025မှာယူနိုက်တက်နဲ့တတ်တန်းတိုးတယ်သူယူနိုက်တက်ကိုရောက်လာတာကိုနှစ်နှစ်သုံးနှစ်ရှိပြီဒါပေမဲ့သူကစတတီကိုသူမအနေနဲ့ပဲရှိတယ်ခြေစားပွဲတွေကိုပဲအဓိကကစားရတဲ့ဒွမ်ဟီတန်က Manchester United အတွက်နောက်ထပ်တရာသည့်တက်တန်းထပ်တိုးလိုက်တယ်26တိရှိမယ်သူ့ကိုတက်တန်းတိုးတဲ့အဓိကအချက်ကတော့ dressing room မှာအဓိကစီနီယာကစားသမားတယောက်အနေနဲ့ဆက်ထိန်ထားခြင်းလို့ဖြစ်တယ် Napoli ကလည်းသူတို့ကိုယ်သမား Alex Meric ကိုတက်တန်းထပ်တိုးပါတယ်2029တိစာချုပ်ချုပ်ဆိုခဲ့ပြီးတော့ဒီကစားသမားကို Napoli က နောက်ထပ်နှစ်နှစ်တက်တန်းထပ်တိုးလိုက်ပါတယ်။ဒီချိန်ထဲမှာဖီဖာနဗက်ချီအသင်းကအာနာစာရဲ့တိုက်စစ်မှုဂျွန်ဂျရန်ကိုအငှားနဲ့ခေါ်ဖို့သဘောတူလိုက်ပါတယ်။လောခလာစာတစ်နှစ်ကို10သန်းတိပေးရတဲ့လာစာကိုဖာနဗက်ချီကအပြေဝပေးဖို့သဘောတူတဲ့အတွက်အာဇလာဒရိုက်တာကအခုဆော်ဒီကိုရောက်ပြီးဆွေးနွေးမှုမှာ20နှစ်သားကိုလံဘီယာအတိုက်စစ်မှုကမကြာမီပြောင်းရွှေ့ကိုကြီးညာနိုင်မှာဖြစ်တယ်။လာလီဂါဘက်မှာအက်တလက်တီကိုမက်ဒရစ်ကဟိုတနေ့ကဇာမ3ရောက်တွက် ယူရိုတန်တရာတုံးတဲ့နောက်ဆက်တွဲတဲ့ဗတ်တီကလည်းကစားမတွေရောင်းတဲ့သူရောင်းဝယ်တဲ့သူတွေလုပ်တယ်ရီယယ်ဗတ်တီကသူတို့ရဲ့ကစားမအသည့်ဖြစ်ရိုဒရီကိုရီကွမ်မီကိုခေါ်လိုက်တယ်ဆိုဟိုတနေ့ကပဲသူတို့ကသူတို့ကစားမကိုအက်တလက်တီကိုရောင်းချခဲ့ပြီးမှအက်တလက်တီကိုမတွေ့ရဲ့ကစားမရီကွမ်မီကိုသူတို့ပြန်ခေါ်လိုက်ပါတယ်ဒီကစားမကရီယယ်ဗတ်တီနဲ့၅နှစ်စာချုပ်ချုပ်ဆိုပြီးတော့ဗတ်တီရဲ့ကစားမအသည့်ဖြစ်သွားပြီးဒီနေရာမှာဗတ်တီကရီကွမ်မီကိုခေါ်ပြီးတဲ့အချိန်မှာသူတို့ရဲ့ကစားမဟေဇူးရိုဒရီဂက်က ကိုမိုကိုပြောင်းရွှေ့သွားပြီဖြစ်တယ်ဒီစပိန်နေဝေးစင်ကစားမှာ Jesus Rodriguez ကို Sex Fabregas အသင်းကယူရို25တန်းနဲ့ခေါ်ယူလိုက်တဲ့အတွက်အဲ့ပြောင်းရွှေ့ကလည်းနောက်ထပ်ဒန်တီဖြစ်သွားပါတယ်အချိန်ထဲမှာပဲ AC Milan အသင်းကလည်း Torino အသင်းရဲ့ Italy ကွင်းလယ်ကစားမှာ Rakki ကိုခေါ်လိုက်တယ်ဒီစားမကအနာဂတ်မှာ Italy ကွင်းလယ်ရဲ့အဓိက DM position ကို ကောင်းကောင်းကစားနိုင်သူလို့ချီချူးကန်ထားရသူဖြစ်ပြီးတော့ တိုရီနိုကစားမက AC မီလန်ကိုယူရို25တန်ပက်ကေ့ချ်နဲ့ပြောင်းရွှေ့သွားပြီးတော့အပူစုချင်းငွေ2တန်နဲ့သဘောတူလိုက်ပါတယ်ကိုမိုကအခုအေဗာရိုမိုရတာကိုသူတို့ခေါ်ပါတယ်လက်ရှိမှာဂရာဆာရီကထွက်ခွာခွင့်ပြုဖို့ညှဉ်းဆန်းထားသည့်တိုင်အောင်မိုရတာကဂရာဆာရီကနေပဲကိုမိုကိုအငှားနဲ့ပြောင်းရွှေ့သွားပြီဖြစ်တယ်လီဗာပူးကလည်းခေလဟာကိုရောင်းထားတဲ့ ကိုသမားပိုဇီရှင်အတွက်ပရက်စတန်နော့အန်ရဲ့ကိုသမားတယောက်ကိုခေါ်လိုက်တယ်။အဲ့ကိုသမားကတော့ Freddie Woodman ဆိုတဲ့ကိုသမားဖြစ်တဲ့အသက်28နှစ်ပဲရှိတဲ့ကိုသမားပါ။ပရက်စတန်နော့အန်ရဲ့စာချုပ်သက်တမ်းကုံဆုံးလို့လီဗာပူးကအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်လိုက်တာပါ။ Major League Club LAFC အသင်းမှာကစားနေတဲ့ပြည်သစ်ဝါရင်တိုက်စစ်မှုကြီး Olivier Giroud နဲ့ Lionel နဲ့တရားဝင် confirm ဖြစ်ပါပြီ။ Lionel က ဂျိုနသန်ဒေးဗစ်နေရာမှာအစားထိုးဖို့အတွက်ဂျရူးကိုရအောင်ခေါ်ယူခဲ့တယ်။ဒါစာချုပ်ကတော့တတိစာချုပ်ဖြစ်ပြီးတော့ဒါအခုလော့ဆယ်မှာဂျရူးကပြင်သစ်ကိုပြန်ပြီးဖြစ်တယ်။ဆန်ဒလန်ကတော့တကယ်ကိုသူတို့ကလပ်ရဲ့စံချိန်တင်ပြောင်းရွှေ့ချီဒီအပိုင်းမှာဆန်ဒလန်ဟာကစားမနှစ်ယောက်ကိုခေါ်ထားပြီးတဲ့အချိန်မှာ နောက်ထပ်ကစားမတစ်ယောက်အနေနဲ့ Strawberry ရဲ့ကစားမဖြစ်တဲ့ Habit Diarra ဆိုတဲ့ကစားမကိုခေါ်လိုက်ပါတယ် Diarra ဆိုတဲ့ကစားမကို Sunderland အသင်းက Club ရဲ့ San Jinting ပြောင်းရွှေ့ချေပေါင်တန်း30နဲ့ပြင်သစ် Club Lee Wan Club Strawberry အသင်းပေါ်လေဒါ Chelsea Pike Club အသင်းကနေသူတို့ဘက်ကရအောင်ခေါ်ယူပြီးတော့ San Jinting ချေတုံးလိုက်ပါတယ် Benfica အသင်းကတော့အခုလက်ရှိမှာ Nicholas Otamendi ကိုတက်တန်းထပ်တိုးပါတယ် 38နှစ်အရွယ်ရှိတဲ့သူတို့နောက်ခံလူအသင်းကောင်းဆောင်ကို2026ထိတက်တန်းထပ်တိုးထားပါတယ်။ဘာဖီကာဟာချယ်ဆီရဲ့ဂျွာဖလစ်ကိုလည်းခေါ်ယူဖို့အနည်းဆက်ဆုံးရောက်ပါပြီ။ပေါင်25.6တန်းမှာမကြာမီနှစ်ဖက်အသင်းကြား agreement ရနိုင်ပြီးတော့ဂျွာဖလစ်က2019ခုနှစ်မှာ Atletico Madrid ကိုပြောင်းရွှေ့ခဲ့ပြီးမှကြော့ပြန်ဘာဖီကာကိုပြန်ရောက်လာဖို့နောက်ဆုံးအချိန်ကိုရောက်ရှိပြီဖြစ်တယ်။ အရင်လီပါပူးရဲ့တိုက်စစ်မှုဟောင်းဖြစ်တဲ့ဒါခုကအခုလက်ရှိမှာနီးပြအသစ်ဖြစ်လာပါပြီ FC ဒိုတာချက်ဆိုတဲ့အသင်းကိုတနစ်စာချုပ်နဲ့သူကနီးပြဖြစ်ဆောင်ရွက်ဖို့သဘောတူပါတယ်ပါရလီဘကူစင်အသင်းရဲ့နီးပြအဲရစ်တန်ဟာကလည်းနောက်ထပ်ကစားမတယောက်အနေနဲ့နောက်ခံသူတယောက်ကိုခေါ်လိုက်ပါတယ် Swedish club BK Hakan ဆိုတဲ့အသင်းကကစားမ Abdullah Yi Fayi ဆိုတဲ့ကစားမကို Eric Ten Hag ခေါ်ယူခဲ့ပြီးတော့ပြောင်းရွှေ့ချေသုံးတန်းနဲ့2039ခုနှစ်ထိ9နှစ်စာချုပ်နဲ့ခေါ်လိုက်ပါတယ် Borussia Dortmund ရဲ့ Germany လူငယ်တိုက်စစ်မှု Mukoko ကတော့အခုလက်ရှိမှာ Copenhagen အသင်းကိုပြောင်းသွားတယ်ပြီးခဲ့တဲ့2022ကမ္ဘာဖလားပြိုင်ပွဲ Germany အသင်းမှာလူငယ်ကစားမဖြစ်ပါဝင်လာတဲ့ဒီကစားမက ဒေမက်ကလကူပေဟိကင်းအသင်းကိုပြောင်းရွှေ့သွားတာဖြစ်တယ်။နမေကျော်ဂန်ဝင်နီးပြကြီးရာကန်ကလောကတော်သူ့အနေနဲ့နီးပြလောကကိုတေချာပေါက်ပြန်လာမှာမဟုတ်ကြောင်းတရားဝင်ကြေညာခဲ့ပြီးတော့နီးပြဖြစ်မဲ့အကြောင်းတွေကိုတရားဝင်ယတိပြညင်ဆန်လိုက်ပါတယ်။တစ်ဖက်မှာတော့ဒန်ဒီအပြောင်းရွှေ့တဲ့အပြီးမှာနောက်ထပ်စိတ်ဝင်စားစရာအနေနဲ့မအန်ဒရီတက်စတီဂန်က ဘာဆိုနာအတင်းကပဲသူ့အနေနဲ့ဆုံးဖြတ်ချက်တစ်ခုခုချပေးဖို့တောင်းဆိုတယ်။ဟိုနာကိုကကမ်းလန်းနေဂါဆာရိကကမ်းလန်းနေအားလုံးကိုပယ်ချထားပြီးဘာဆိုနာကသူ့ကိုထွက်စေခြင်းရင်လက်ရှိစာချုပ်၃နှစ်စာအတွက်စာချုပ်ဖြတ်သိမ်းခြင်း၄၂တန်းပေးရင်ထွက်မယ်။အဲ့ဒါမဟုတ်ဘူးဆိုရင်ဆက်နေမယ်လို့အတည်ပြုထားပါတယ်။ခရစ်စတီယာနိုရိုနယ်ဒိုရဲ့နီးပြတဲ့ဖြစ်အာဟလာရဲ့နီးပြဟာဟိုကေဟေဆုကအာနာစာကိုခိုင်ဖို့သဘောတူတဲ့အတွက် မကြာမီမှာဟိုကေဟေဆုကအာနာစာရဲ့အဓိပ္ပာယ်ဖြစ်လာမှာပါတစ်ဖက်မှာတော့ Man United နဲ့ Brian Ambumo ရဲ့ final အပြောင်းရွှေ့ကိစ္စစောင့်မျှော်နေတယ် United ကလာမယ့်တစ်ပတ်မှာစစ်စစ်ဘူတီတောင်တရားဝင်ရက်ချင်းယူထားပြီးဖြစ်လို့ Arsenal ကလည်းအပြောင်းရွှေ့ကိစ္စတွေအဖလန်စီယာလူငယ်ကစားမား Christian Mascara ကိုဒုတိယအကြိမ်ကမ်းလှမ်းမှုပြုလုပ်ထားလို့ Joao Pedro ကို Chelsea တို့တစ်ဖက်က ညူကာဆယ်တို့ကကမ်းလှမ်းထားတဲ့ Brighton ကပထမအချိန်တန်း90ကိုပယ်ချပြီးသူတို့နှစ်သင်းကထပ်ပြီးကမ်းလှမ်းမှုရှိတဲ့ဒါကတော့ Dandy Sova နဲ့ဒါဆဲဝစားစရာနီးစပ်နေတဲ့အပြောင်းအရွှေ့ဖြစ်ပါလေအားလုံးကျေးဇူးတင်ပါတယ်